ကဲ border တို့ဒီနေ့ MyID application အသစ်နဲ့ကျွန်တော်မိတ်ဆက်ပေးသွားမှာဖြစ်ပါတော့အရင်ဦးဆုံးတော့ကျွန်တော်တို့အဲ့ဒီ application အသစ်ကို install လုပ်တဲ့အခါမှာအဲဟိုနေ့ပေါ့တချို့လူတွေက install မဖြစ်ဘူး download ဆွဲမရတဲ့ browser တွေအတွက်ကျွန်တော်ဒီနေ့ပြောရပြသွားမှာဖြစ်ပါတယ်နော်ကျွန်တော်တို့အဟက application ကိုကျွန်တော်တို့ install လုပ်တဲ့အခါကျွန်တော်တို့ error မျိုးတွေကျွန်တော်တို့ဒီလိုမျိုး error တွေကျွန်တော်တို့ပေါ်နေပါတယ်เนาะဒါကိုကျွန်တော်ဖြေရှင်းရေးကျွန်တော်ကြိုးပြပေးပါတော့ပါမယ်เนาะ ခုဒီလိုမျိုး error ပေါ်တယ်ဆိုရင်ကျွန်တော်ဒီမှာ mode detail နှိပ်ပြီးကျွန်တော်ဒီမှာ error anyway နှိပ်လိုက်ရင်ကျွန်တော်ကျွန်တော်တို့ app က error ဖြစ်သွားပါပြီနောက်တစ်မျိုးကတော့ကျွန်တော်တို့ဒီ play shop မှာဝင်လိုက်ပါဒါ app install မရတဲ့ browser တွေအတွက်ကျွန်တော်ပြောပြပေးတော့ဖြစ်ပါတယ်နော်ဒီ app ထဲမှာဝင်ပြီးသွားပြီးဆိုရင်ကျွန်တော်တို့ဒီမှာ play protection ဆိုတော့ကျွန်တော်တို့ဒီမှာရှိမယ်နော်ကျွန်တော်ထောက်ပြလိုက်ပါမယ် ဒီ play protection နှိပ်လိုက်ပါ play protection နှိပ်လိုက်ပြီဆိုရင်အပေါ်မှာကျွန်တော်တို့ဒီမှာ setting လေးရှိတယ် setting လေးရှိရဆိုရင်ကျွန်တော်တို့ဒီမှာဒီနှစ်ခုပေါ့နော်ဒီမှာ fuse လို့နှိပ်လိုက်ပါ fuse mode ပါဒီမှာကျွန်တော်10 off လုပ်လိုက်ပါမယ်နှစ်ခုစလုံး ျွန်တော်ဒီမှာအမန်းနဲ့ပြန်နေတာဆိုတော့ကျွန်တော်ဒီဖုန်းရဲ့ security ဘက်ကပေါ့နော်ကျွန်တော်ဒီမှာဟိုနေပေါ့ဖုန်းလောခတ်ထားရတဲ့ဆိုရင်အမှ fingerprint တောင်းနေမယ် fingerprint တောင်းလိုက်ပြီဆိုရင်အမှ fingerprint ကို fingerprint နှိပ်လိုက်ပေါ့နော် fingerprint နှိပ်လိုက်ပြီဆိုရင်ဒီ app နဲ့ဟိုနေပေါ့ sd setting တစ်ခုကတန်းအောင်ဖြစ်သွားပါမယ်အခု gui to ကဟိုနေပေါ့ app install မရတဲ့ပြဿနာတွေကထားပါပဲနော်အဲဒီလောက်နဲ့ဆို app install ရသွားမှာပဲ ပြီးတော့ကျွန်တော်တို့ဒီ My ID ရဲ့ application အသေးကိုပယ်ရှင်းဆိုရမလဲဆိုတော့ကျွန်တော်ဒီ video ထဲမှာထပ်ပြီးတစ်ခါလေးရှင်းပြပေးသွားပါမယ်เนาะအခုပေါ့များတဲ့အချိန်လေးကိုကျွန်တော်ပြောပြပေးသွားပါမယ်ပြီးတော့ဒီ application ထဲမှာဝင်ပြီးကျွန်တော် login ဝင်ပြီးဆိုရတဲ့ပုံစံကိုလည်းကျွန်တော်ဒီ video ထဲမှာတစ်ခါလေးပြီးသွားပါမယ်ပြီးတော့ကျွန်တော်တို့ Telegram channel မှာလည်းဒီ application အသေးကိုတင်ထားပေးပါမယ် အဲကျွန်တော်တို့ Telegram channel မသိသေးတဲ့ brother တွေဆိုရင်ကျွန်တော်တို့ Telegram channel ဖြစ်တဲ့ mindtest 020မှာလာပြီးကျွန်တော်တို့ဒီ application free download ရပါပြီเนาะပြီးတော့ကျွန်တော်တို့အဲ my ID application တွေကိုပယ်ချိန်ဆိုရင်ပူပေါက်တယ်လဲဆိုတော့ကျွန်တော်အချိန်လေးအတိအကျကျွန်တော်ဒီနေ့ပြောပြပေးတော့ပါမယ်เนาะကျွန်တော်တို့ကတော့ကျွန်တော်ကိုယ်တိုင်စမ်းကြည့်တာတော့ကျွန်တော်တို့2နိုင်နဲ့3နိုင်ရှားမှာကြာတော့ကျွန်တော်တို့ app point တွေတော့နည်းနည်းပါပေးတယ် ပြီးတော့မနေ့ခင်းရတော့မနေ့ခင်းတော့တိတ်မပြီးပါဘူး7နိုင်ခုနေဘုက7နိုင်ခွဲ7နိုင်လောက်ကြာရင်လည်းပါတော့ပြီးပါတယ်ပြီးတော့ညအချိန်ကြာရင်လည်းကျွန်တော်တို့7နိုင်7နိုင်လောက်ဆိုပြီးပါတယ်ပြီးတော့ကျွန်တော်တို့2နိုင်နဲ့3နိုင်ကြာဆိုလည်းပါ point တွေပါပြီးပါရင်เนาะကျွန်တော်တို့ဒီအချိန်ကိုလိုက်ပြီးဆိုမယ်ဆိုရင်တော့ကျွန်တော်အထင်နဲ့တော့ point များအောင်ကျွန်တော်တို့စုနိုင်ပါတယ်เนาะ Samsung Techno Myeri ဆိုတဲ့ application ကျွန်တော်မှကျွန်တော်တို့ဝင်လဲပါမယ် ဝင်လိုက်ပြောပြီးဆိုရင်ဒီမှာကျွန်တော်တို့ဖုန်းနံပါတ်ထည့်လိုက်ပါမယ်နော်ဒီမှာကိုယ် browser ရဲ့ myte ဖုန်းနံပါတ်တစ်ခုထည့်လိုက်ပါအခုကျွန်တော်ဒီမှာ ODB ကိုကြရလိမ့်မယ်နော်။ကဲကျွန်တော်ဒီမှာ ODB ထည့်လိုက်ပါပြီနော်။ကဲအခုကျွန်တော်ဒီမှာ login လုပ်လာပါပြီ။အောက်မှာနေတိုင်းဒီ add လေးကကျွန်တော်ဒီမှာပျောက်သွားပါမယ်နော်။ အခု infinity out ဆိုတဲ့ gain ကိုကျွန်တော်နှိပ်ပြီးဒီမှာကျွန်တော် short ကစားလုပ်ရရင်เนาะပြီးတော့ဒီမှာကျွန်တော်တို့ point လဲကျွန်တော်ဒီမှာတက်တခါပေါ့ point ယူလို့ရရတယ်ပြီးတော့ point လဲချင်တဲ့ brother လေးဆိုရင်ဒီမှာတခါတိုင်းနှိပ်ပြီးဒီမှာ point လဲလို့ရပါရင်เนาะကျွန်တော်ဒီလို application အသစ်အများတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ရဲ့ channel ကို like and subscribe လေးနဲ့ကူညီပေးကြပါဦးเนาะ